ဟုတ်ကဲ့အားလုံးမင်္ဂလာပါဒီဘူဖြစ်ပါလေဟိုထဲမှာသာစကားကျူဆွိုင်းနော်ဒီနည်းမှာလဲခါတိုင်းလိုပဲထိုင်းစကားလေးကိုခွန်းကိုကျွန်တော်လာပြီးတော့ share ပြတာဖြစ်ပါတယ်အဲ့ဒါဘာပြီးပါလဲဆိုတော့ပုံလင်းနဲ့ကျွန်တော်နံပါတ်လေးနဲ့ကျွန်တော်တခါတည်းရေးပြတာဖြစ်ပါတယ်โอเคစာမယ်အဲ့ဒါဘာပြီးပါလဲဆိုတော့โอเคနံပါတ်1မှာပေါ့နော်နံပါတ်1မှာကျွန်တော်အကုန်လုံးရေးပြတာနော်ထိုင်းစာပြီးတော့အာထိုင်းတန်ထွက်ကိုအင်္ဂလိပ်စာ ီးတော့မြန်မာအတိတ်ပဲပြီးတော့မြန်မာစာနဲ့ထိမ့်တန်ထွက်ကိုကြိုးစားပြီးတော့ကျွန်တော်ရေးပြထားရှိပါတယ်နော်မကြည့်ပါအောက်အောက်ဆုံးမှာပါထိမ့်တန်ထွက်โอเคအဲ့ဒါပါလဲဆိုတော့ဒါဘလောက်လဲပေါ့နော်နံပါတ်1မှာနံပါတ်1မှာဒါဘလောက်လဲဆိုတော့ဘယ်လိုပြောမလဲဒီဥစ္စာဘလောက်လဲပေါ့နော်သူရဲ့အတိတ်ပဲဒါဘလောက်လဲတမဟုတ်ဒီဥစ္စာတီးရဘလောက်လဲဆိုတော့စကားဖြစ်ပါတယ်โอเคအဲ့ဒါဘယ်လိုပြောလဲဆိုတော့အနည်း อันนี้ราคาเท่าไหร่เนาะอุปมานี้เนี่ยပြောမှာဆိုอันนี้ဆိုတာယောက်စာပေါ့เนาะဒီရယောက်စာဒီရဒီဟာဆိုလို့ရှိရင်อันนี้ဟာယောက်စာဒီရဒီဟာပေါ့เนาะราคาဆိုတာဈေးနှုန်းเท่าไหร่ဆိုတာဘယ်လောက်လဲပေါ့เนาะอันนี้ราคาเท่าไหร่ဆိုလို့ရှိရင်ဒါပေါ့เนาะဘယ်ဈေးလဲသမုဒ္ဒဘယ်လောက်လဲပေါ့เนาะအဲ့လိုမျိုးမြန်မာအဓိပ္ပာယ်လဲဆိုလို့ရှိရင်ဒါပဲဈေးလဲ တမုတ်တာဘလောက်လဲအဲ့လိုမျိုးပေါ့နော်သူရဲ့အတိပြအဲ့လိုဖြစ်ပါတယ်နံပါတ်1မှာကျွန်တော်တခါလေးရေးပြထားရှိပါတယ်နော်ဟိုမှာဒါဘလောက်လဲပေါ့နော်ဒါဘလောက်လဲတေဥစာတိယဘယ်စီလဲအဲ့လိုမျိုးပေါ့နော်အနီးราคาเท่าไหร่ကြိုင်ပြီးတော့ပြောလို့ရတယ်နော်အဲ့လိုလဲမေးလို့ရသလိုဥပမာအနေနဲ့ကွာအော်အေးဆိုလို့ရှိရင်ပေါ့နော်အင်းအသီးပေါ့နော်အသီးราคาเท่าไหร่ အစီလာခါထောင်းလိုက်ဆိုပစီကဗဇီလေပေါ့နော်အဲဒီလိုမျိုးဒီပဲရှိပါတယ်ဘောပေါ့မလို့ထင်ပါတယ်နော်ဝတ္တာဆိုလဲဝတ္တာချက်တာဆိုလဲချက်တာပေါ့နော်ထိပ်ပြီးတော့အနီးဆိုတဲ့နေရာမှာပစီဆိုလို့ရှိရင်ပစီပေါ့နော်တမဟောဝတ္တာဆိုလဲဝတ္တာချက်တာဆိုလဲချက်တာအဲ့ဒါလေးကိုထိပ်ပြီးတော့ပြောပြပေါ့နော်ဥမာကိုင်ရခါထောင်းလိုက်ဆိုလို့ရှိရင်ချက်ကဗဇီလေပေါ့နော်အဲ့လို အဲ့လိုမျိုးဖြစ်သွားမယ်ဥပမာ planning planning ราคาเท่าไหร่ဆိုလို့ရှိရင် planning ဆိုလို့ရှိရင်တော့ဘာလဲဘာငါလဲဆိုတော့ slavia ငါပေါ့เนาะအဲ့ဒါ planning ဆိုလို့ခေါ်တယ် slavia ငါပေါ့เนาะ planning ราคาเท่าไหร่ဆိုလို့ရှိရင်ဒီ slavia ငါကဘယ်ဈေးလဲပေါ့เนาะအဲ့အဲ့လိုဒီပဲရှိပါတယ်တော့ပတ်မလို့ဒီမှာเนาะ and နံပါတ်1မှာအန်နီราคาเท่าไหร่ဒီဥစ္စာဒီယာဒီဟာဘယ်လောက်လဲတော့မဟုတ်ဘယ်